ဟိုရှိရှိတုန်းကရွာလေးတရွာမှာမောင်မောင်ဆိုတဲ့လူငယ်တယောက်ရှိခဲ့တယ်။သူဟာစွန်းစားကန်းတွေကိုကြိုက်နှစ်သက်ပြီးရှို့ဝက်ဆန်းကျဲတဲ့အရာတွေကိုစူးစမ်းလေးရှိတယ်။ဒီနေ့မှသူဟာရွာနဲ့ဝေးတဲ့တောအုပ်ထဲကိုလမ်းလျှောက်သွားခဲ့တယ်။ထူးဆန်းတာကသူသွားတဲ့လမ်းမှာဘသူမှမသွားရတဲ့လမ်းဖြစ်ပါတယ်။ရှို့ဝက်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့ခဲ့တယ်။ဒီလမ်းကြောင်းဟာတရေပီစီကိုဥတီသွားနေတယ်ပါတယ်။မောင်မောင်ဟာဒီလမ်းကြောင်းကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူဟာလမ်းတစ်လျှောက်လျှောက်သွားရင်ထူးဆန်းတဲ့အတန်တွေရိတ်တွေကိုကြားရမြင်ရခဲ့တယ်။နောက်ဆုံးမှာသူဟာတရေပီရဲ့တကားဝကိုရောက်ရှိသွားခဲ့တယ်။ ဒီနေရာဟာလူသားတွေအတွက်အနေရများတဲ့နေရာဖြစ်ပြီးတရဲတွေရဲ့လောကကြီးဖြစ်တယ်။မောင်မောင်ဟာတရဲပြည်တဲကိုဝင်ရောက်ခဲ့တယ်။ဒီနေရာမှာသူဟာထူးဆန်းတဲ့တရဲတွေနဲ့ကြုံတွေ့ခဲ့တယ်။တရဲတွေဟာလူသားတွေကိုအနေရပေးတတ်ပြီးသူတို့ရဲ့စွမ်းအားတွေကလူသားတွေကိုကြောက်ရွံ့စေတယ်။မောင်မောင်ဟာတရဲတွေရဲ့အနေရကိုရင်ဆိုင်ရင်းတရဲပြည်ရဲ့ရှုပ်ဝှက်ချက်တွေကိုရှာဖွေခဲ့တယ်။ဒီနေ့မှာမောင်မောင်ဟာတရဲပြည်ရဲ့အုပ်စိုးသူတရဲပွင့်ရင်နဲ့ကြုံတွေ့ခဲ့တယ်။တရဲပွင့်ရင်ဟာလူသားတွေကိုမုန်းတီးပြီးသူတို့ကိုအနေရပေးဖို့စီစဉ်နေတယ်။မောင်မောင်ဟာတရဲပွင့်ရင်ရဲ့စီစဉ်မှုတွေကိုသိရှိသွားပြီး သူဟာတရေပြည်ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်တယ်။မောင်မောင်ဟာတရေပြည်ရဲ့အနေအကိုရင်ဆိုင်ရင်တရေတွေရဲ့စွမ်းအားတွေကိုသိရှိလာခဲ့တယ်။သူဟာတရေတွေရဲ့အာနေချက်တွေကိုရှာဖွေပြီးတရေပွင့်ကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးမှာသူဟာတရေပွင့်ကိုအနိုင်ယူပြီးတရေပြည်ကိုဖျက်ဆီးနိုင်ခဲ့ပါတော့တယ်။မောင်မောင်ဟာတရေပြည်ကိုဖျက်ဆီးပြီးနောက်လူသားတွေရဲ့လောကကြီးကိုပြန်လာခဲ့တယ်။သူဟာတရေပြည်ရဲ့အနေအကိုရင်ဆိုင်ခဲ့ပြီးလူသားတွေကိုကယ်တင်နိုင်ခဲ့တယ်။ဒီပုံပြင်ဟာတရေပြည်ရဲ့အနေအရတွေနဲ့လူသားတွေရဲ့စွမ်းအားတွေကိုဖော်ပြနေပါတယ်။ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်။